ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေရဲ့အတွက်ကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်အတွင်းကလေးရပါတော့ကျွန်တော် Messenger မှာပို့ခဲ့တဲ့စာတွေဗီဒီယိုတွေပုံတွေအားလုံးကိုကျွန်တော်တို့ဖျက်ခဲ့မိရဆိုရင်အားဟာရအကုန်လုံးကိုပြန်ရှာပြီးဖတ်လို့ရမယ်နီလန်းလေးကိုအစာသွင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျအဲကျွန်တော်တို့ဒီ Facebook ကိုသုံးခဲ့တာကြာပြီဒါပေမဲ့လွန်ခဲ့တဲ့ဒီနှစ်နှစ်သုံးနှစ်အတွင်းအစာတွေကိုဖျက်ခဲ့မိရဆိုရင်ကျွန်တော်အခုပြပေးတဲ့နီလန်းလေးအတိုင်းကျွန်တော်အလွယ်တကူတောင်းလို့ပြန်ဆွဲပြီးတော့ပြန်ရှာပြီးတော့ဖတ်လို့ရရပါတော့ပုံတွေစာတွေဗီဒီယိုတွေအားလုံးကိုအလွယ်တကူပြန်ကြည့်လို့ရပါတယ်ဗျပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook Software ဒီ ီ Facebook ကောက်ထဲကိုတစ်ချက်ဝင်လိုက်ပါအဲဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီညာဘက်ဆုံးမှာကိုယ့်ရဲ့ profile ပုံလေးနဲ့အတန်းလေးသုံးတန်းရှိတယ်ပေါ့နော်ကျွန်တော်အခုမျှလေးထုတ်ပြပေးထားပါရဲ့ဗျာအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာအဲ့နေရာလေးကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါဗျာအောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာအဲ့ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ စတင်ပိုက်ပစီဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုမျိုးစတင်တို့ပိုက်ပစီစင်တာရွာတိုင်းဖေဆိုစားရှိတဲ့ပြန်အများကြီးပေါ်လာပါလိမ့်မယ်ခင်ဗျအဲ့ထက်မှဒီအပေါ်ဆုံးကဒီလူပုံစံပေါ့နော် profile icon လေးနဲ့စတင်ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါလိမ့်ခင်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျ ဒါလေးတို့တစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးတန်းစီပြီးတွေ့ရမှာဖြစ်ပါတယ်ဗျအဲ့ထက်ကမှကျွန်တော်ဒီအပေါ်ဆုံးကဒီအကောက်စင်တာဆိုတဲ့နေရာလေးပေါ့နော်အကောက်စင်တာဆိုတဲ့နေရာလေးမှာကျွန်တော်ကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်ကျွန်တော်အခု၄000အနီဝိုင်းပြပေးထားတဲ့နေရာလေးကိုကြိုက်တဲ့နေရာကိုနှိပ်လို့ရတယ်ဒီစာပြားလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ဒီလွတ်တဲ့နေရာလေးကိုနှိပ်လဲရတယ်ပေါ့နော်ကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီလိုမျိုးအဲဒီလို setting စာလေးပေါ့နော်ဒီ feature လေးတန်းစီပြီးပေါ်လာပါလိမ့်မယ်ခင်ဗျအဲ့ဒီထက်ကမှကျွန်တော်တို့ကဘယ်ဟာကိုနှိပ်ပြရမှာလဲဆိုရင် UI information and permission ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျဒီကောင်လေးပေါ့နော် UI information and permission ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျဒီလိုမျိုးနှိပ်ပြလိုက်ပြီးဆိုရင်ကျွန်တော်ဒီ Apple အဝိုင်းထဲမှာပေါ့နော်ဒီအပေါ်ထဲမှာပဲ download your information ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျအဲ့ download your information ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျ download your information ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီပုံစံတိုင်း တွေ့ရမှာဖြစ်ပါလေဗျာဒီပုံစံတိုင်းတွေ့ရပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ download or ဒီ transfer information ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါလေခင်ဗျာဒီနေရာလေးပေါ့နော်ဒီ download or transfer information ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့မိတ်ဆွေတို့ကဒီလိုမျိုးတွေ့ရမှာဖြစ်ပါလေခင်ဗျာအဲအဲ့ထက်မှာကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ line by information ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါလေခင်ဗျာဒီဒီစာလေးပေါ့နော်ကျွန်တော်အခုအနီးလေးဝိုင်းပြီးတော့မျှလေးထုတ်ပြပေးထားပါရခင်ဗျာအဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ အနည်းအားလေးကိုတစ်ချက်နှိမ့်လိုက်ရင်တော့ကျွန်တော်ဒီလိုမျိုးထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ download to device ရဲ့ transfer to ဆိုပြီးတော့ဗောနော်ဒီလိုမျိုးနှစ်ခုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးနှစ်ခုပေါ်လာပြီဆိုရင်တော့ဒီအပေါ်မှာရှိရ download to device ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ download to device ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီလိုမျိုးတန်းစီပြီးပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ထွေထူးထူးတော့ပြောင်းပြန်မရှိဘူးဒါပေမဲ့အရေးကြီးဆုံးချက်ကတော့ဒီအပေါ်ကဗောနော်ဒီဒီ Facebook icon နဲ့နေရာလေးမှာမိတ်ဆွေရဲ့ Facebook account က Instagram တို့ Twitter တို့ all Twitter မှာဖြစ်တယ် sorry ကျွန်တော်တို့ဒီဗာလဲကျွန်တော်နောက်ထပ် Facebook ကနေဆက်ပြီးထုတ်တာရာလေးရှိရပါတော့ကျွန်တော်နာမည်မသုံးတော့နာမည်လေးမိမိနေလို့ဗောနော်အဲ့ဟိုအမေရ icon လေးနဲ့အဲ့လိုဟာမျိုးလေးနဲ့ချိန်ထားရဆိုရင်ဒီနေရာမှာကျွန်တော်တို့ကကိုကဒီ Facebook Messenger စာတွေကိုပြန်ပြင်နေတာဆိုရင် Facebook Messenger ဗောနော် Instagram စာတွေကိုပြန်ပြင်နေတာဆိုရင် Instagram စာကြည့်တဲ့ပြင်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ကတော့ ဒီ sample ပြရတဲ့ Facebook ကောဖြစ်တဲ့အတွက်ကြောင့်မလို့ဘာအကောင့်နဲ့မှချိန်မထားတဲ့အတွက်ကြောင့်မလို့ default ဒီနေရာမှာ Facebook အရင် comment ပေါ်တာပေါ့နော်ဒီနေရာမှာမိတ်ဆွေတို့ကအခြားအကောင့်တွေ social account တွေနဲ့ချိန်ထားရဆိုရင်ကိုက Facebook ကမစင်ညာစာတွေပြန်ကျင်တာဆိုရင်ဒါ Facebook icon လေးကိုတစ်ချက်ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာကိုလိုချင်တဲ့အကောင့်ရဲ့စာကိုရွေးပေးပေါ့နော်ဒုတိယဟာကတော့ time နဲ့ date rate ပဲဖြစ်ပါတယ်ခင်ဗျာ date rate နေရာမှာကျွန်တော်တို့က default အားဖြင့်ဆိုရင်ဒီအခုကျွန်တော်တို့ပြန်ယူတဲ့ချိန်ကနေပြီးတော့လွန်ခဲ့တဲ့တစ်နှစ်ပေါ့နော်365ရက်အတွင်းကိုသူက default ပြန်ယူမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်တို့ကစိတ်တိုင်းကျ ဟိုကိုလိုချင်တဲ့နှစ်နှစ်လုံခဲနှစ်နှစ်လာလုံခဲသုံးနှစ်လာဒီလိုမျိုးစိတ်တိုင်းကြာထိပ်ပြန်ပြောင်းနေနေဆိုရင်တော့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်လုံခဲတပတ်အတွင်းအစာတွေကိုပြန်ယူကျင်တာဆိုရင်ဒီ left week ဆိုတာလေးရှိရပါတော့ဒါမှမဟုတ်ကျွန်တော်လုံခဲတဲ့ဒီတစ်လအတွင်းဟာပြန်ယူကျင်တော့ left left မန့်ပေါ့နော်အဲလွန်ခဲ့3လအတွင်းဆိုဒါလေးကိုနှိပ်ပါလွန်ခဲ့6လအတွင်းစာရီကိုပြန်လို့ခြင်းရင်ဒါကိုနှိပ်ပေါ့နော်အဲကျွန်တော်တို့လွန်ခဲ့တဲ့3နှစ်အတွင်းစာရီကိုပြန်လို့ခြင်းနေဆိုရင်တော့ဒါကိုနှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Facebook account စဖွင့်ကြရတယ်အခုချိန်ဒီစာရီအားလုံးပြန်လို့ခြင်းတော့ all time ဆိုတာလေးရွေးပြရမှာဖြစ်ပါတယ်မိသူရိုးစိတ်တန်းကြဟာရွေးပေါ့နော်အဲစိတ်တန်းကြဟာရွေးပြီးဆိုရင်တော့ကျွန်တော်ဒီအောက်မှာရှိတဲ့စိတ်ဆိုတဲ့ဘဏ္ဍာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပေါ့နော်နှိပ်ပြီးပြီဆိုရင်ဒီအောက်မှာရှိတဲ့ကျွန်တော်တို့ ဒီ၃ခုတွေကတော့ထွေထူးထူးပြောင်းစရာတိတ်ပြီးတော့မရှိဘူးပေါ့နော်ကျွန်တော်ဒီအပေါ်ဆုံးမှဆိုရင်ဒီ notify ဆိုတာလေးရှိရပေါ့နော် notify ဆိုတာလေးနေရာမှာကျွန်တော် Facebook ကောက်ဖွင့်ထားတဲ့ Gmail ကိုသူက default အားဖြင့်ပါမှာဖြစ်ပါလေခင်ဗျအဲဒီနေရာမှာကျွန်တော်တို့က notify ဆိုတာဘာလို့ပြရလဲဆိုတော့ဒီအခု main ဆိုရဒီလွန်ခဲ့တဲ့ဟိုတစ်ပတ်အတွင်းတို့တစ်လအတွင်းလို့ဆိုရင်ဒီ လွန်ခဲ့တဲ့တစ်လအတွင်းတစ်ပတ်အတွင်းဒီမက်ဆန်ဂျာမှာပို့ပြီးတော့ဗောနော်ဖြတ်ထားမိတဲ့စာတွေကိုပြန်ယူတာမျိုးဆိုရင်တော့ချက်ချင်းပြီးနိုင်ပြင်မဲ့ကျွန်တော်တို့လွန်ခဲ့တဲ့ဟို၃နှစ်အတွင်းလို့ Facebook ကစာဖွင့်ကြတဲ့စာတွေကိုပြန်ယူလာဆိုရင်ချက်ချင်းမပြီးပါဘူးခင်ဗျာအဲအကျွန်တော်အချိန်တည်းငယ်ကြာတယ်ဗောနော်အဲ့လိုမျိုးကြာတတ်တဲ့အတွက်ကြောင့်မလို့ तू ကပြန်ပြီးတော့ကြည့်လို့ရပြီစာတွေအကုန်လုံးပြန်ကြည့်လို့ရပြီဆိုရင်ဒီ Gmail ထဲကို तू ကနေပြီးတော့စာပို့ပေးမှဖြစ်ပါတယ် Facebook အသင်းဘက်ကနေပြီးတော့ဗောနော်ဒါကြောင့်မလို့မိတ်ဆွေအသုံးပြုတဲ့ Gmail ကိုဒီညမှာယူပေးပါပြီးပြီဆိုရင်တော့ဒီ format ကတော့ default အပြင် HTML ပဲထားလိုက်လို့ရရယ်ဗောနော်ကျွန်တော်ဒီအောက်မှာဒီ media correct တီဆိုတဲ့နေရာလေးကတော့ကျွန်တော်မက်ဆေ့ချာမှာစာအပြင်ဓာတ်ပုံတွေဗီဒီယိုတွေပို့ခဲ့ဆိုရင်အဲဓာတ်ပုံတွေဗီဒီယိုတွေကိုကျွန်တော်အကြည့်အနေနဲ့လိုချင်လားကိုယ်စိတ်တမ်းကျရွေးရမှာပေါ့နော်ဓာတ်ဖို့အပြင်ကတော့မီဒီယံကတော့ကျွန်တော်အလဲလက်ပေါ့နော်အနေတော်ပေါ့ဒါမှမဟုတ်ကိုက အင်တာနက်လိုင်းပညာမကောင်းဘူးဆိုရင်ကျွန်တော်တို့ဒီ low ကိုရွေးပေးပါတော့ low ရွေးပေးလိုက်ရင်တော့မစင်ညာမှာပုတ်ခဲ့တဲ့ပုံတွေဗီဒီယိုတွေကကျွန်တော်တို့အရေးသေးရဝါးသွားမှာဖြစ်ပါတယ်ခင်ဗျဒါမှမဟုတ်ကျွန်တော်တို့ကလုံးဝကြီးကြီးလင်းလင်းလိုချင်တယ်ပေါ့နော်ဒီမစင်ညာမှာပို့ပြီးတော့ဖြတ်ခဲမိတဲ့ပုံတွေစာတွေကိုကြီးကြီးလင်းလင်းပြန်လိုချင်တယ်ကိုယ့်ရဲ့အင်တာနက်လိုင်းကလည်းကောင်းနေဆိုရင်တော့ height ကိုရွေးပေးပါတော့ကိုယ်စိတ်တမ်းကျရွေးပါရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ create file ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အောင်ပါပဲခင်ဗျ create file လေးကိုတစ်ချက်နှိပ်ပြီးခဏစောင့်ပေးလိုက်ပါတော့ အဲဒါဆိုရင်တော့ကျွန်တော်ဒီလိုမျိုးလေးသူကဒီရက်ဆွဲလေးနဲ့ပေါ့နော်ဒီလိုမျိုးလေးပေါ်သွားရွယ်ဖြစ်ပါလေခင်ဗျဒီအပေါ်မှာ in process ဆိုပြီးတော့စာလေးပြသွားပါလိမ့်မယ်ဒီလို in process ဆိုပြီးပြသွားပြီဆိုရင်တော့ဒါ Facebook ကို Facebook သင်ကိုကျွန်တော်တို့ရဲ့ဒီ Facebook account ရဲ့ Messenger မှာပို့ခဲ့တဲ့စာလေးကျွန်တော်ရွေးခဲ့တဲ့ date အတိုင်းပေါ့နော်သူကနေပြီးတော့ဒီ request လုပ်နေမှာ ဖြစ်ပါလေခင်ဗျတရားရေးအကုန်ပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအခု ဒီ download your information ဆိုတဲ့နေရာမှာဝင်ပြီးတော့ကြည့်လို့ရသလိုဒါမှမဟုတ်ရင်ကျွန်တော်တို့ကတော့ရွေးခဲ့တဲ့ Gmail ထဲမှာလည်းဝင်ပြီးကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးကိုတုံးပြီးတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ဒါမှမဟုတ် Facebook ကိုစဖွင့်ကြတဲ့နေပြီးအခုချိန်ထိဒီဖြတ်ခဲ့တဲ့စာတွေအားလုံးပေါ့နော် Messenger မှာပို့ပြီးတော့ဖြတ်ခဲ့တဲ့စာတွေအားလုံးကိုအလွယ်တကူပြန်ပြီးကြည့်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးကဒါမိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းတူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ